အကနာရောက်တော့မှဖဏတစ်ဖက်ကျွတ်တယ်လို့သိပြီးတော့မထူပါဘူးကွာဆိုတော့တစ်ဖက်ပါချွတ်ပြခဲ့တာဖဏမပါဘူးကျွန်တော်ကားပေါ်တော့ကနေပြေးလိုက်ကျွန်တော်မျိုးသမီးနဲ့မိသားစုတွေအကုန်လုံးကအာဒီကောင်တော့ဟိုမှာနောင်တရလာပြီအဲ့တော့သင်မလိုက်တော့မှပဲဆိုပြီးတော့ဟိုတကယ် welcome လုပ်တာပါတော့ ီနေ့တော့ကျွန်တော်တို့ကြပြာရွတ်တာလဲတော်တော်များများလေးစူပြီးဆောင်မိရှိပြီဆိုတော့ကျွန်တော်ကျွန်တော်ပြိသက်တွေတချို့ပေါ့နော်မိထားတဲ့မိကွန်လေးအဲ့ဒါလေးပဲပြန်ဖြေတဲ့အပိုင်းလေးနဲ့စတပါလဲဆိုတော့ကြပြာကနေပြီးတော့ဇကပြေကိုဆရာဘလို့ကူးလာလဲဘလို့ဖြစ်ပြီးတော့ရေးပြသွားတာလဲဆိုတာကျွန်တော်စာပေဟောပြောဝဲတွေရဲ့ဆွေးနွေးပွဲတွေမှာလဲဒီမိကွန်ကိုခဏခဏ ်တန်ဖြေခဲ့ဘူးပါတယ်။တော့စပြောချင်တာကတော့ကျွန်တော်ចောင်းသားဘွားကျွန်တော်1966မှာစမ်တက်တူရောက်ပါတယ်။ရောက်ပြီးတော့3နှစ်ကြာပါတော့နှစ်ကြတာအဲကျွန်တော်တို့ခေတ္တကဒီစာပေလုပ်ငန်းနေအဲ့ချိန်မှာကျွန်တော်ကိုရမ်းမှာကဗျာစရေးပါတယ်ကိုရမ်းမှာကဗျာစရေးတော့တက်သူရောက်တဲ့အချိန်ကျတော့ကိုရမ်းဆယ်တန်းပေါ့ကဗျာတော်တော်များများမဂ္ဂဇင်းတွေပါနေပါပြီပါနေပြီဆိုတော့တက်သူရောက်တဲ့အခါကျတော့ အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မဂ္ဂဇင်းတိုက်တွေမှာအချိန်ကုန်တာများပါတယ်အဲ့တော့တတိယနေ့သုဒ္ဓနေ့နဲ့ final မှာကျွန်တော်စာငွေ3ကကြပါတယ်အဲ့ချိန်မှာကျွန်တော်စာတော်တော်ရေးပြနေပါပြီအဲ့တော့ဘာလို့ဒါလေးကိုအချိန်ခံပြောတာလဲဆိုတော့အဲ့ချိန်မှာကျွန်တော်ကျောင်းသားဘဝမှာခပြဆောက်နှစ်ဖောင်ဘုတ်ကိုခဲ့ဆိုရင်32မျက်နှာနှစ်ဖောင်ဆောက်ကလေးကျွန်တော်၃ဟုတ်ထုတ်ပြခဲ့ပါတယ်ပထမဆုံးဆောက်ကလေးကကျွန်တော်တို့ဟို အဲပါလာတဲ့ဆွဲကြိုးလေးပေါင်ရောင်းပေါ့နော်ကိုပစံနဲ့ကိုအဲ့လိုထုတ်ခဲ့တာပါကျွန်တော်တကယ်ရင်အေးငွေအေးငွေဆိုတော့အရင်ပထမမဂ္ဂဇင်းတွေထဲမှာရွှေလုံးမြေအေးငွေဆိုပြီးတော့ရေးပါတယ်အခုတော့ကွယ်လွန်သွားပါပြီအထက်တန်းပြဆရာကြီးတယောက်ပါအဲသူနဲ့ကျွန်တော်နဲ့နှစ်ယောက်ပေါင်းပြီးတော့နှစ်သားရွှေမုံလို့ခေါင်းစဉ်ပေးထားတဲ့ကြပြဆောင်ကလေးထုတ်ပါတယ်တယောက်တဖောင်စီပေါ့အဲ့မှာမှတ်မှတ်ရရဒီနေ့အင်တန်ကြော်ကြောက်အောင်မြင်နေတဲ့ပကြီးဆရာကြီးဆရာကြီးကြော်တောင်းอ่ะ ကျွန်တော်တို့ညနေဖုန်းဆွဲပေးပါတယ်သူကလည်းအဲ့တော့ပညာရေးတက်သူကအကြောင်းသားပါအဲ့တော့ပြောနေတာအဲ့ဆောက်ကလေးထွက်တယ်ထွက်ပြီးတော့နောက်ကျွန်တော်တယောက်တည်းနေဆယ်စင်းလာမင်းဆယ်စုဆိုပြီးတော့တော့ထွက်ပါတယ်အဲ့ဒါထွက်ပြီးရဲ့နောက်ကျွန်တော်တော့ကချေရဆိုပြီးတော့သုံးထွက်ခဲ့ပါတယ်အဲ့ဘာလို့ဒါကိုပြန်ပြောတာလဲဆိုတော့အဲ့ဆောက်သုံးလုံးဟာကျွန်တော်တို့ဒီမျိုးရဲအထီတော့မရောက်ဘူးဗျလဲရန်ကဆောက်ဆိုင်တွေပါတင်ပါတယ် အလှနာစာအုပ်စံနေမှာတင်ပြီးရင်ကျွန်တော်ချိန်တဲ့ရက်မှာသွားပြီးတော့ကျွန်တော်စာအုပ်ဖို့ရှင်းတဲ့အခါကျတော့ပတ်စံမရပါဘူးမရဘဲနဲ့စာအုပ်ထိုးလိုက်ထိုးလိုက်ပြန်ပေးပါတယ်အဲ့ဒီစာအုပ်တွေကအထက်ခိုးတွေမှာသူတို့တင်ထားတယ်ဟိုးနောက်ကြောင်ထဲမှာတင်ထားတယ်ကျွန်တော်တို့သွားတော့မှအဲ့စာအုပ်တွေထုတ်ပေးပြီးတော့ကျွန်တော်တို့ပတ်စံမရပါဘူးအဲ့တော့အထိုက်လျောက်ကလေးပစံပြန်ရတာကျွန်တော်တငယ်ချင်းတွေကဒီ main နဲ့မှာဒါမှမဟုတ် ကျွန်တော်တို့ပညာရေးတက်တုံမှာဒါမှမဟုတ်စီဝေးတက်တုံမှာအဲ့လိုသွားပြီးတော့ဒီစာအုပ်ကလေးတွေကိုလက်ပွေပြီးတော့ရောင်းပါတယ်အဲ့ရောင်းတဲ့အခါမှာတော့နည်းနည်းပတ်စံပြန်ပြီးရပါတယ်ပြန်ရတယ်ဆိုတော့ကျွန်တော်လက်ဖက်ဆိုင်ထိုင်လက်ဖက်တောင်းရနေပြီးတော့ကုန်သွားပါတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကြပြပေါ်မှာဘာဖြစ်လို့ကြပြစာအုပ်တွေကရောင်းတန်းမဝင်တာလဲဆိုတော့အဲ့အဲ့အတွေ့ရခဲ့ဘူးပါတယ်ကြပြစာအုပ်တွေတနေ့ကြလို့ရှိရင်ငါကြပြရေးလို့အောင်မြင်သွားလို့ရှိရင်တော့ ဒီထက်ပို့ပြီးတော့အယောင်ကောင်းတဲ့ဤတစ်ခုကိုစဉ်းစားတင်လဲဆိုပြီးကိုယ့်အကောပြန်သတိရပါတယ်အဲ့ဒီမှာ1990မှာကျွန်တော်တို့ရန်ကုန်တက္ကသိုလ်250ပြည့်ရွှေတုကျင်းပပါတယ်အဲ့ကျင်းပတဲ့အချိန်ကအတွေ့အကြုံတွေကိုကျတော့ကျွန်တော်ရွှေတုနဲ့ပတ်သက်လို့မဂ္ဂဇင်းနှစ်အုပ်ထပ်ပါတယ်ဗျာကျွန်တော်မှတ်မိသမျှအဲ့ပထမထွက်တဲ့မဂ္ဂဇင်းမှာကျွန်တော်ကြပြားလေးတစ်ပုဒ်ပပါတယ် ဲ့တော့ရှက်ရှက်ပါပါကဗျာကအဲ့ဒီမဂ္ဂဇင်းမှာနှစ်ပုဒ်ပဲထည့်ပါတယ်ဆရာနွယ်တမယ်ရဲ့ကဗျာနဲ့ကျွန်တော်ကဗျာနှစ်ပုဒ်ပါပါတယ်အပြောချင်တာကကဗျာရေးပြစ်တယ်ဒီရွှေရုနဲ့ပတ်သက်တဲ့ခံစားမှုဒါပေမဲ့တကယ်ကိုရိအဲ့ဒီမှာရှောက်လဲပြီးတော့ဒီခန်းနာမှာရှောက်သွားပြီးတော့ကျွန်တော်တွေ့ရကြုံရတာတွေကကဗျာရေးုံနဲ့မလုံလောက်တော့ပါဘူးနောက်ဆုံးကျွန်တော်တို့ရွှေတုနောက်ဆုံးညမှာမိုးရွာပြီးတော့ကျွန်တော်တို့ အဆောင်ပြန်သွားပုံပြီးလို့ရှိရင်နောက်နေ့မနေ့ကျတော့ဒီကျောင်းသားတွေကိုချက်ချင်းကျောင်းပိတ်ပြီးတော့အိမ်ဝင်ပြန်ခိုင်းပုံအဲ့ဒါတွေကရင်ထဲကိုဆွဲပြီးကြံခဲ့တဲ့အခါမှာကျွန်တော်ကျောင်းပိတ်ပြီးအိမ်ရောက်တဲ့အခါမှာဒီရွှေရုနောက်ခံဝတ္ထုတပုတ်စပြီးရေးပြစ်ပါတယ်။ဘာလို့ရေးပြစ်တာလဲဆိုရင်ဘယ်သူမှလည်းထုတ်ဝေသူမရှိပါဘူး။ဘယ်သူမှလည်းထုတ်ပေးမယ်မကမ်းလမ်းပါဘူး။ဒါပေမဲ့အဓိကကျွန်တော်ပြောနေတာရင်ထဲရှိတာကိုကြပြားရေးုံနဲ့ မလုံလောက်တော့တဲ့အတွက်ဝိထုနေနဲ့ကျွန်တော်စရေးပါတယ်အဲ့လိုပဲအတို့ချုပ်ပြောရင်တော့ចောင်းသားဘုရားမှာကျွန်တော်ဝိထုလေးဘုတ်ရေးပြသပါတယ်အဲ့ဒီဝိထုလေးဘုတ်ကလည်းစိတ်ထဲမှာကြ བྱ ာရေးုံနဲ့မလုံလောက်လို့ရေးတဲ့သဘောပါဘာစီစင်မှလည်းကျွန်တော်မှမရှိပါဘူးဒါပထမပိုင်းကျွန်တော်ဝိထုစရေးပြတာပါ အဘဘူးမှလည်းမတိုက်တော့ပါဘူးကိုယ့်အနေကိုကိုယ့်အတွေ့အကြုံကိုဂျင်းနဲ့ရောက်တာကိုပြန်ခံစားပြီးတော့အာဒါကတော့ကြပြားတစ်ခုနဲ့မရတော့ဘူးဝိထုအနေနဲ့ရေးမှာပဲဆိုပြီးတော့ဝိထုလိုပြပြမြမြရေးပြတာလေးဘုတ်အရင်ဆုံးရှိပါတယ်အဲ့တော့ကျွန်တော်ဘွဲရတဲ့အခါမှာကျွန်တော်အဲ့ဒီဝိထုလေးဘုတ်ကျွန်တော်မှရေးပြီးသားရှိနေပါတယ်အဲ့တော့နောက်တစ်ဆင့်တက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်၃နှစ်ကြာပြီမဲ့ ယ်20အသက်ကျွန်တော်အသက်25နှစ်မှာ ကျွန်တော်ဘီးပွဲရပါတယ်အဲရပြီးတော့နှစ်နှစ်နီးပါးတစ်နှစ်ခွဲလောက်နှစ်နှစ်နီးပါးလောက်ဟိုကျွန်တော်အလုံးမရပါဘူးအလုံးမရပဲနဲ့ရွာကအိမ်မှာကျွန်တော်စားပဲဖတ်နေပါတယ်စားဖတ်ပြီးတော့တခုရှိတာကျွန်တော်ကကျွန်တော်တို့ရွာမှာတွဲဘက်ကျောင်းရှိပါတယ်တွဲဘက်အလဲတန်းကျောင်းအဲတွဲဘက်အလဲတန်းကျောင်းမှာစေတနာဆရာဝင်လုပ်ပေးပါတယ်ဝင်လုပ်ပေးပြီးတော့1900 ်ခုနစခုနလဲမှာခုနအစလောက်မှာကျွန်တော်6ရံမြေမှာအလုပ်စရပါတယ်လုပ်ငန်းပြအင်ဂျင်နီယာပါအဲ့ဒီရာရတော့6ကရဲ့ရာသီဥတုကျွန်တော်မခံစားနိုင်ပါဘူးတော့ကျွန်တော်တို့အနေနဲ့တော်တော်စိတ်မာတယ်တော်တော်ပူလောင်ပါတယ်ဒါတစ်ချက်ပါနောက်တစ်ချက်ကကျွန်တော်အမြဲတမ်းတွေးနေတာအဲ့ဒီရံမြေမှာပမနန့်ဖြစ်သွားပြီဆိုတဲ့အခါကြာလို့ရှိရင် ကျွန်တော်ဘယ်တော့ရုံကျုပ်ပြန်ရောက်မှလဲရန်ကုန်ပြန်ရောက်မှလဲရန်ကုန်ကိုဘာလို့ရောက်ချင်တာလဲဆိုတော့စပီလောကအတိုင်းဝိုင်းထဲမှာတကယ်ထဲထဲဝင်ဝင်စာရေးတော့မယ်လှုပ်ရှားတော့မယ်ဆိုရင်ရန်ကုန်မှာ ရှိနေမှဖြစ်မယ်ဆိုတော့အသည့်ကျွန်တော်မှရှိပါတယ်အဲကျွန်တော်တို့ကအဲ့ချိန်မှာထပ်ပြီးတော့ဖြစ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဘွဲရပြီးတဲ့အခါမှာ MOT second class party ကျွန်တော်လက်ထဲမှာအဲ့ဒီအဲ့ဒီလက်မှတ်လည်းရှိပါတယ်ပြောချင်တာကကျွန်တော်တို့ခက်က မက်ကနီကယ်အောင်ထားတဲ့ကျောင်းသားတွေရဲ့80ရာခိုင်နှုန်း90ရာခိုင်နှုန်းဟာသင်မတက်ကြပါဘူး။အမြန်မြန်လေးရပါတယ်။ကျွန်တော်တို့အဲ့ဓမ္မဝင်ဖြည့်ဝင်ဖြည့်ပြီးအဲ့ဓမ္မရပြီဆိုတာနဲ့ကျွန်တော်တို့သင်မတန်းတက်လို့ရပါတယ်။အဲ့တော့ပြောချင်တာအဲ့လို့ကပတ်စံမြန်မြန်ပေါ်တဲ့အလုပ်မလို့ကျွန်တော်အဲ့ချိန်မှာကျွန်တော်ကအိမ်တော်ကြပြီးတော့မိသားစုနဲ့ကလေးလေး၃ယောက်ရနေပါပြီ။အဲ့ချိန်မှာအကုန်လုံးကတော့ကျွန်တော်ကိုသင်မတက်စေခြင်းနဲ့ပတ်စံရစေခြင်းနဲ့ကျွန်တော်က မဂ္ဂဇင်းမှာရေးတဲ့စာရေးဆရာတယောက်အနေနဲ့ဆိုရင်ဒီတင်မောလိုက်တဲ့အလောက်ကမဆရာအန်ဝါဆိုမိုးတို့လိုတင်မောဝါနဲ့လှမ်းပြီးစာရေးရေးလို့ရဒါပေမဲ့ကျွန်တော်ကထဲထဲဝင်ဝင်စာပေလောကမှာနေမယ်ဆိုရင်ရန်ကုန်မှာနေမှပြစ်မယ်ဆိုတဲ့အသည့်ကြောင့်ကျွန်တော်မလိုက်ချင်ပါဘူးတင်မောလိုက်ဖို့ဟာကိုကျွန်တော်ညင်းလိုက်တယ်ညင်းပြီးတော့မှကျွန်တော်6မှာလုပ်ငန်းပြအနေနဲ့လုပ်ပါတယ်လုံရင်လုံရနေပြီးတော့ကျွန်တော်ကို6နာကဖို့ကုန်းဆိုတဲ့ကျွန်တော် တွင်းသစ်တူးတဲ့နေရာကိုတာဝန်ချပြီးပေးပါတယ်အမှန်တမ်းပြောလို့ရှိရင်တော့ကျွန်တော်သဘောပေါက်ပါတယ်အဲ့ဒီကျွန်တော်ဟိုတကယ်ကိုကောင်းတဲ့နေရာကိုရွေးပြီးတော့ကျွန်တော်နေရာပေးတာပါဒါပေမဲ့ကျွန်တော်အတွေ့အထိမှာဘယ်တော့မှရန်ကုန်ပြောင်းနိုင်မှာမလဲရန်ကုန်ပြန်မရောက်ရင်ငါစာရေးတဲ့အလုံးနဲ့တက်မွေးလို့ရပါတော့မလားဆိုတဲ့အတွေ့အကြုံနောက်ဆုံးကျကုံကုံပြောမှဆိုရင်ရုတ်တရက်ကျွန်တော်အလုံးထွက်လိုက်ပါတယ်အဲ့ဒီအလုံးထွက်ဖို့ကျွန်တော်လှုံ့ဆော်ပေးတဲ့ဟာလေးနောက်ဆုံးအနေနဲ့ ျွန်တော်ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုတော့တနေ့ကျွန်တော်ဘရီကောင်းကကျွန်တော်မိသားစုစီကျွန်တော်မျိုးသမီးအဲ့ချိန်မှာ test drive engineer ပါသူလည်းဘွဲရပြီးပါပြီကျွန်တော်အိမ်ကရွာအိမ်မှာပဲကလေးနဲ့တူနေပါတယ်အဲ့နေတဲ့အချိန်မှာ तू ကအလုံးမရသေးဘူးကျွန်တော်6ကနေပြီးတော့ပြန်လာတယ်မျိုးသမီးစီကိုပြန်လာပြီးတော့အဲကျွန်တော်6ကိုပြန်သွားတယ်ပြန်သွားတဲ့အချိန်မှာဒီနေ့ခစ်လို့ကျွန်တော်တို့ဒီ lemon set တွေကအဆင်မပြေပါဘူးအဆင်မပြေတော့ပြေရနေပြီးတော့ကျွန်တော်တို့ ဲ့ဒီ6ကိုရောက်ဖို့အတွက်မကွေးကိုကျွန်တော်တို့ဆန်အိတ်တင်တဲ့ဆန်ကားကြီးကိုစီးပြီးသွားပါတယ်မကွေးကြောင်တော့မှတခါမန်းလေးကိုသွားတဲ့ကားကိုကျွန်တော်တို့ကခွေးကြိုမှာဆင်းဖို့အတွက်နောက်ကားတစီအဲ့လိုပဲဆန်ကားလိုကုန်ပစ္စည်းကားကြီးအဲ့ရရဲ့နောက်ပိုင်းကနေကျွန်တော်တက်စီလိုက်အဲ့မှတော်တော်သွားရလာရေးအတွက်ကျွန်တော်တော်တော်လေးအဆင်မပြေတော့ဒီလောက်ပေါ်မှာကျွန်တော်ထွက်ချင်စိတ်တွေပေါက်လာပါတယ်အဲ့ပေါက်လို့ကျွန်တော်ရန်နံချောင်းရောက်တော့သူကမျိုးအဲ့ကားကြီးကပြက်ပါလေရောပဲဂျကန်မျိုးဥပမာ ပြက်တော့ကားပြက်သွားပြီလမ်းဘေးမှာကြာမလားဆိုကြောက်မယ်တဲ့ဟိုကားဆရာပြောတယ်ဗောနော်ပြောတော့ကျွန်တော်လမ်းတစ်ဖက်ကူးပြီးတော့အဲ့လမ်းတစ်ဖက်ကအဲကွန်းဟာဆန်လေးရှိတယ်ဗျအဲ့ကွန်းဟာဆန်လေးမှာဆလိတ်တော့ဝယ်ပြီးတော့ဆလိတ်တော့နေချိန်မှာအဲ့ကွန်းဟာဆန်လေးနောက်ကခြံဝင်းအကျည်အဲ့ခြံဝင်းအကျည်ကျမှာတီးတံမှုတ်တံစူတံညံတံတွေအကုန်ကြားရတော့ဘာဘာလှုပ်နာလဲဗျဆိုတော့နာမည်ကြီးစာရေးဆရာတယောက်ရဲ့မွင်းနေပွဲကျင်းပနေတာအဲ့ ဒီမျိုးမှရှိတဲ့စာပေဝါဒနာပါတဲ့ကလေးတွေကိုပြိုင်ပွဲလုပ်ပြီးတော့စုပေးပြီးတော့ဒါသူ့ငွေတွေပွဲပေါ့အဲ့မှကျွန်တော်စတင်တယ်မှာအာငါကတော့အဲ့နိုင်ငံကျော်ဆိုင်ရေးဆရာအဲ့ဆိုင်ရေးဆရာနာမည်ကတော့ပြောတယ်ပြောပြီးပြောပြီးတော့ကျွန်တော်တို့ကရှုမောရမှာသူ့ဟာအခန်းဆက်ပံလဲလိုက်ဖတ်ရတဲ့ဆိုင်ရေးဆရာအာကျွန်တော်တို့အရင်အားကြတဲ့ဆိုင်ရေးဆရာအာအဲ့လိုဟာမျိုးတော့ဆိုင်ရေးဆရာမျိုးတော့ငါဖြစ်ပါတော့မလားဆိုတဲ့စိတ်အတွေးစိတ်ဝင်လာတယ်ဗျာ အဲကျွန်တော်ဆာနာမည်ကိုကျွန်တော်ပြောပါမယ်အဆန်နဲ့ကျွန်တော်နဲ့တခါမှမဆုံပြစ်လိုက်ပါဘူးဆာမောင်မောင်မြင့်လွင်ပါဆာမောင်မောင်မြင့်လွင်ရဲ့အချက်ဝတ္ထုတွေအရန်ကျွန်တော်တို့ခိုက်ခဲ့ရတာကြောင်းသားဘွားတွေကအဲတော့ तू ကအရန်အောင်မြင်ပြီးတော့အဲ့ဒီ6မှာ yeah sorry ရန်လန်ကျောင်းမှာဒါဝင်းနေဝယ်လောက်တာအဲ့ရနေပြီးတော့ကျွန်တော်6ကိုရောက်သွားပါတယ်အဲမှန်မှန်ရပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က6ကိုတန်းမရောက်ဘူးဗျကားဂွေးကြိုဖြတ်သွားတာ ခွေးကြော်မှာကျွန်တော်တို့ဆင်းဆင်းပြီးတော့မှာ6ကိုသွားမယ်ရန်နံကားအဲ့ဒီရန်နံကားဂျုံကိုစောင့်အောင်ပြီးစီးရတာအဲ့တော့ည7နာရီကြော်နေပြီကျွန်တော်အဲ့ခွေးကြော်ကိုရောက်တော့အဲ့ချိန်မှာစောကောင်းပြီးကောင်းမယ်တော့နိုင်ခွဲလောက်စောင့်တော့ကျွန်တော်တို့ရန်နံကားတစီ6ကိုသွားမယ်ကားတစီတွေ့တွေ့တော့ကျွန်တော်ကလက်တားတယ်တားတော့သူကရက်ပြေးတယ်ဒါပေမဲ့အရှိန်ကြော်ပြီးတော့ဘိုးရှိမှတော်တော်များများရောက်အဲ့မှာကျွန်တော်ကပြေးလိုက်ပြေးလိုက်ရရင်ဖနက်တစ်ဖက်ကကြောက်ကြတယ် အကနာရောက်တော့မှဖနာတစ်ဖက်ကျွတ်တယ်လို့သိပြီးတော့မထူပါဘူးကွာဆိုတော့နောက်တစ်ဖက်ပါချွတ်ပြက်ခဲ့တာဖနာမပါဘူးကျွန်တော်ကားပေါ်တော့ကနေပြေးလိုက်ပြေးလိုက်ပြီးတော့အဲ့6မြို့ကိုဝင်တော့ကျွန်တော်တနအိထိုးကနေပေါ့နော်အဲ့လောက်ရောက်တော့ကောင်ကားပေါ်ကကျွန်တော်ဆင်းပြီးတော့ကျွန်တော် senior hostel မှာအဲ့ချိန်မှာအခန်းရပါအဲ့အခန်းကိုပြန်တဲ့ချိန်မှာတော်တော်ကြေကွဲပါတယ်ခွေးတွေကိုလိုက်ဝိုင်းဆွဲတာဗျမြို့ထဲကမြို့မြို့ထဲခွေးအဲ့မှာကျွန်တော်အလုပ်ထွက်ဖို့တော်တော်လေးဆုံးဖြတ်ချက် ပို့ပြီးတော့များသွားတော့တော်ပြီငါဒီလောက်တော့မလောက်တော့ဘူးဆိုပြီးတော့အဲ့ဒါပြောပြီးတော့နောက်တနေ့မှာပဲကျွန်တော်ဘလို့ထွက်ရမှန်းလည်းမသိဘူးเนาะအလုတ်ထွက်တာဘလောက်ခက်တယ်ဘလောက်လွယ်တယ်လည်းမသိဘူးကျွန်တော်နှုတ်ထဆာတင်ပြီးတော့ကျွန်တော်မလုတော့ပါဘူးထွက်တယ်ဆိုပြီးတော့ကျွန်တော်ဘလူးမှာလည်းကြောင်းမကြောက်ဘူးကျွန်တော်ဇပွဲမှာဇာရွက်တင်တင်ပြီးတော့အဲ့ချိန်တော့6နဲ့ရန်ကုန်နဲ့ပြေးနေတာမြေလက်သားဆိုတဲ့ကားတစီးပဲရှိတယ်အဲ့အဲ့ဒီကားကိုလက်မှတ်လည်းမရဘူးလက်မှတ်မရဘူးဆိုတော့ကျွန်တော်ထိုင်ကုန်မရဘူးပေါ့နော်ဒီလိုပဲဂျားကုန်ကနေကျွန်တော်ထိုင်ပြီးတော့ရန်ကုန်ပြန်ရောက်လာ ရန်ကုန်ပြောင်းတော့ဟာအဲ့လိုထွက်လို့မရဘူးကွာဆိုပြီးတော့ကျွန်တော်ဝိုင်းပြောတော့မှဟိုရုံးချုပ်ကိုသွားသွားပြီးတော့အဲ့ထွက်လို့ရအောင်၃လေးလလောက်ရန်ကုန်ကနေကြိုးစားတော့မှကျွန်တော်လက်ကတည်းကဟိုမှာထွက်နေတော့ကျွန်တော်တပည့်တွေကိုပေးလိုက်ပါဆိုကျွန်တော်လှူလိုက်တယ်လှူလိုက်ပြီးတော့မှကျွန်တော်အလုပ်ထွက်ဖြစ်လာအဲ့ဒီမှာကျွန်တော်ကအလုပ်ထွက်ပြေးပြီးဆိုတော့စောစောစကားလေးပြန်ကောက်မယ်ဆိုတော့ကျွန်တော်က MOD second class party ရှိတယ်လေရှိတော့ကျွန်တော်မျိုးသမီးနဲ့မိသားစုတွေအကုန်လုံးကဟာဒီကောင်တော့ဟိုမှာနောင်တရလာပြီအဲ့တော့သင်မလိုက်တော့မှာပဲဆိုပြီးတော့ဟို ်တကယ် welcome လုပ်တာပေါ့တော့အဲ့ချိန်မှာကျွန်တော်စဉ်းစားတာသင်မထုတ်ပါမို့ရန်ကုန်မှာပဲရှိတဲ့အလုပ်ကိုငါလုပ်ရမယ်ဆိုတော့ကောင်းတယ်မှာအဲ့စိတ်ဝင်မယ်ဒါကျွန်တော်တကယ်ပြောကူဖို့ပထမဆုံးလမ်းကြောင်းပေါ့နော်ဒီဒီဘတ်တော့အဲ့လောက်ကလေးနဲ့ပဲကျွန်တော်စတဲ့ပြတယ်ကျေးဇူးအားလုံးတင်ပါတယ်